11ရက်တောင်ကြိရှုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။အပတ်စဉ်စီစဉ်တက်ဆက်ပေးနေကြဖြစ်တဲ့ဗီဒီယိုကတ်သလောက်စီစဉ်ကနေပြီးကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုကတ်သလောက်စီစဉ်ဆက်လို့ရှင်တပတ်အတွင်းထွက်ရှိမယ့်မြန်မာစကားတွေထဲကမှစကားကောင်းချို့ကိုရေးချဲ့ပြီးတော့စီစဉ်တက်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါရစေ။ပထမအဦးဆုံးရွေးရွေးချဲ့ပေးထားတဲ့စကားလေးကတော့တရုတ်ဆောင်ညီထွက်ကောင် နေဆန်၊စုအိမ်ဆန်နဲ့အကယ်ဒမီပေါ်မှာအောင်လို့ပါဝင်သရုပ်ဆောင်ထားတဲ့အပေခံဆွဲစကားလေးပဲဖြစ်ပါတယ်။ဒီစကားလေးကိုတော့ဇန်ညွနဲ့ဒရိုက်တာပူတန်းကရကုပုံဖော်ပေးထားတာဖြစ်ပါတယ်။ကဲဒီစကားထဲမှာသရုပ်ဆောင်တွေကဘလို့ပုံစံနဲ့ပါဝင်သရုပ်ဆောင်ထားလဲဆိုတာကိုတော့ယူနဲ့တူတူကြည့်ရှုလိုက်ရအောင်နော်။ဖေကိုအဖေမှမသိရတာမွေးရသူမနှက်တဲ့သားဖေဒီဇလန်းမှာတော့ငယ်စဉ်ကလေးဘဝကလေးကမိဘတွေစုပြင်ခံခဲ့ရတဲ့ကလေးသမီးတို့ပိုင်ဆိုင်နဲ့မမေရဲ့မြေတောင် ်ဘသူ့ကိုမှခွဲဝေမပေးနိုင်အေးပါသမီးမမေဘွားမလေးဟိုက်သားနဲ့ဟိုက်သမီးပဲရှိဒီကလေးကြီးလာတဲ့အခါမှာတော့နွေဆိုတဲ့ကောင်မလေးနဲ့ချစ်သူတွေဖြစ်ခဲ့ကြပါဗျ။မောင်တို့တိဆောက်ကြမယ်။ဒီပါနှစ်ပါးကနောက်အိမ်ထောင်တွေပြုလိုက်ကြပါဗျ။ဆိုင်းတောင်းလေးစကားလေးပါလေ။တညတလေးလေးအိတ်သွားပါလား။မအိတ်တော့ဘူးပါ။ဘာမဲစီလာချင်လို့လာတော့ဘူး။ညာ။ဘာမို့อ่ะ။ မင်းအဖေကငါတို့ဘွားတွေကဆွဲထုတ်တော့ဘယ်တော့မှမကြိုးစားဘူး။ဟေးမင်းတော့မိပါမဲတဲ့ဘွားမျိုးငါတို့အယောက်မခံဘူး။မိပါမြတ်တာငမွန်နေရဲ့ကောင်းကလေး။အင်းလာကိစ္စဆွေးနွေးဖို့တဲ့အတားမိပါရင်လည်းဒီတနင်္ဂနွေမှာတွေ့ချင်တယ်။မမေလိုက်တွေ့ပြီပါနော်။အဲ့ဒီနေရာလေးအင်းအားသားကြီးဘွဲ့ယူမယ်လေး။ ကျွန်တော်မိမိကိုလာကြောတာပါဘူးအရေးကြီးတဲ့ကိစ္စမှမဟုတ်ဘူးနောက်မှလာနာရရကြည့်ရမယ်ရဲစခန်းရောက်နေတယ်ဗျဟမ်ကတော့ကတော့လည်းမဖြစ်လာလဲရဲစခန်းထွားအောင်လေစိတ်မပူနဲ့စိတ်မပူနဲ့ဗျကျွန်တော်လည်းပြီးတော့ရှင်းပြီးပါတာတကူပြီးသွားဘယ်လိုလုပ်မလဲတာတာတာတကူပြီးအပေးသေးပါကွာ ချစ်တဲ့ကောင်မလေးနွယ်နဲ့ရောလက်ထက်ဖြစ်မှာလားဒီဇလန်းမှာဘာရီဆက်ဖြစ်မလဲဆိုတာကိုတော့အောင်တတိဗီဒီယိုထုတ်လုပ်ရေးကထုတ်လုပ်ဖြန့်ချီသွားမှာပဲဖြစ်ပါတယ်အเจ้าတို့မရှိရင်မိမိအိမ်ကိုမလာပါနဲ့လားတာရဲ့တော့ကာချီမှာတာအလိုချင်ဆုံးစုတစ်ခုကိုတောင်းပါဆိုရင်ပျော်ရွှင်နေမိသားစုဘာပိုင်ဆိုင်ရပါလို့ဒီအခုထပ်မံရွေးချယ်ပေးထားတဲ့ဇာတ်ကားလေးကတော့ တရုတ်ဆောင်ဆိုရင်အောင်အကယ်ဒမီစုပြည့်တစဉ်စုမိုးကြီးနဲ့တရုတ်ဆောင်စုမိုးတစဉ်လို့ပါဝင်တရုတ်ဆောင်ထားတဲ့ချစ်သူနက်ခန့်နဲ့ပန်းပွင့်စီဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ဒရိုက်တာနေမင်းမြတ်ကပုံဖော်ရေးခုပေးထားတာပဲဖြစ်ပါတယ်။ကဲဒီဇာတ်ကားထဲမှာတရုတ်ဆောင်တွေကဘယ်လိုပုံစံမျိုးနဲ့ပါဝင်တရုတ်ဆောင်ထားလဲဆိုတာကိုတော့ယူနဲ့တူတူကြည့်ရှုလိုက်ရအောင်နော်။ ီဇလန်းမှာတော့လာသခင်ဆိုတဲ့ကောင်မလေးစောင့်ကြည့်ရမှာပေါ့ခုတော့လက်ပိုက်ကြည့်ရမှာလားမလျှော်နိုင်ရတော့မလားဆိုတော့မသိတော့ပါဘူးဟုတ်ဘူးလက်တော့မလျှော်လိုက်ပါနဲ့လာသခင်ရယ်ကိုတိတ်တမရဲ့ချစ်သူနေဝင်းဆိုတဲ့ကောင်လေးကြောက်ခွဲသွားမယ့်အချိန်ထိုင်ကြည့်မနေဘူး ဲ့ဒီအကြောင်းအရာတွေကိုဘယ်လိုလုပ်သိနေရလဲဟုတ်အန်ဒီကအချားမြန်ဆံမလားဟိုဓာတ်မို့ဘယ်နေဆံမလားအပြစ်မှတ်တာသုံးပါကြီးသုံးပါကြီးဟုတ်တယ်ဖာရှင်ဆုံးပါကြီးမင်းမိတ်ကအများကြီးချန်ဒီဆိုတဲ့ကောင်မလေးကလည်းနေဝင်းကိုကြိုက်နေသူရှင်မီတို့ပိုင်ချင်လို့မရအောင်မင်းလည်းမပိုင်သေးပါဘူးဒီမှာကိုကိုင်းမှလားတဲ့ဖြတ်တာကိုကိုင်းလည်းမတ ယောဂဟုတ်လားလာတဲ့ခင်မှာဘာယောဂများရှိလို့လဲဟာမင်းကတကယ်ချင်းလဲဆိုသေးတယ်ကိုယ်တကယ်ချင်းမှာဘာယောဂရှိလဲဆိုတာမသိဘူးလားကွာနေဝင်ရဲ့မိခင်ကစွန့်မြစ်ခဲ့တဲ့အတွက်ဘာမှသွေးမတော်သားမဆက်တဲ့သူတယောက်ကမွေးစားခဲ့ပါတယ်ဘာဖြစ်ပြည်ရဲဆိုတာအဲ့ဒါလူလားရိစံတောင်မှာကိုကိုကိုသားအသက်ဘေးဘီစောင့်ရှောက်ကြတယ် ခင်ဗျားလူတယောက်ပါဗျာဒီနေ့ဒီအချိန်ဒီအင်းတော့မဖြစ်ဘူးဘာမှသွေးမတော်တာမဆက်ခလီးတယောက်လူတလုံးသူတလုံးဖြစ်ချွေးမွေးပြုတ်ဆောက်ရှောက်လာခဲ့ဒီနေ့ခြေဆုဒါကခြေဆုမဆက်နိုင်ဘူးဒါတော့ yes လည်းငါတားနောက်တခင်နဲ့နေဝင်းတို့နှစ်ယောက်တကယ်ပဲချစ်သူတွေဖြစ်သွားကြမှာလားဆိုတာကိုတော့ Lucky Boss ကထုတ်လုပ်ပြီး Info 9ကဖြန့်ချိပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အချိန်ကြီးကလင်းငါကလေးရလူတယောက်အဲ့လိုမဟုတ်ပါဘူးတားရဲ့တော့မင်းပါလို့ဖြစ်ထားခဲ့ရလာတယ်လာတယ်ဟောပါနော် ာတခင်ဘာလို့ကိုဘာမှမပြောပဲအမွေးကိုထွက်သွားလဲကိုလေလာတခင်နဲ့ဝေးပြေးရတော့မှမဘူးလို့ချက်တက်လာခဲ့တယ်မြင်းမျက်နှာလေးကိုကိုဖွင့်ပြပါပေါ့ကိုအရင်တွေ့ကြလား အနေနဲ့ရုံးရွေးချယ်ပေးခြင်းတဲ့ဇာကားလေးကတော့တရုတ်ဆောင်နေထူးနိုင်လင်းရန်စောင်းဟေမန်နဲ့လူပညာရှင်ပေါင်းများစွာပါဝင်တရုတ်ဆောင်ထားတဲ့လူဆွမ်းကောင်းတိန်လွားနဲ့ဂုံမတထောင်ဆောက်တဲ့နှစ်ပန်းဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဒီဇာကားကိုတော့ဒရိုက်တာကျော်ဆော့ကရခုပုံဖော်ပေးထားတာပဲဖြစ်ပါတယ်ကဲဒီစကားထဲမှာလေတရုတ်ဆောင်တွေကဘယ်လိုပေါဝင်တရုတ်ဆောင်ထားမလဲဆိုတာကိုတော့ယူနေတူတူကြည့်ရှုလိုက်ရအောင်နော်။ဘာတစ်ခေါက်ဘာဝါအဲ့ဒီမှာအတော်ဆုံးလူပြောဘူး ောင်းဆုံးဖြစ်အောင်ရှင်းပြန်ကဒီဇလန်းမှာတော့ဖက်စစ်တူနဲ့ပေါင်းပြီးထင်းတိုင်းကျင်းနေတဲ့ဥပမေညမေဆိုတဲ့ကောင်မလေးကိုစိတ်ဝင်စားနေတဲ့သူပြဿနာအားပြည်လဲသွားတယ်လူစွမ်းကောင်းတိန်လာကတိုက်ခိုက်တဲ့နေရာမှာအလွန်နှင်းမြန်ထက်လက်သူခုဝင်ခဲ့သွားလူကဒီမြေတလောမှာနာမည်ကြီးနေတဲ့လူစွမ်းကောင်းတိတ်သွားတယ်အဲ့ဒီလူကိုရှင်ဖို့ဆိုရင်ကျွန်တော်တို့လိုလူမျိုး၁၀ယောက်ရှိရတယ် ဖြစ်နေတယ်။ဒီစကားမှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ပြည်ဖြိုးမြက်ဗီဒီယိုထုတ်လုပ်ရေးကဖြန့်ချိပေးသွားမှာပဲဖြစ်ပါတယ်။ဥပမာဥတောင်းခွေကိုဖမ်းပြီးတော့သူသမီးများမေကိုပိုင်ချမဲ့သဘောရှိတယ်။ဥတောင်းခွေကကြွက်ကိုတမက်တော်လိုက်။ဒီတစ်ပတ်မှာတော့ရွေးရွေးချက်တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုဇာတ်ကားတွေကိုကြည့်ရှုပြီးပရိသတ်တွေအားလုံးလည်းကျင်းနေနေသက်ကြလိမ့်မယ်လို့မျှော်လင့်မိပါရဲ့ရှင်။ ပိတ်သက်ကြီးရှင်ယူနိုရဲ့ဗီဒီယိုကတ်သလောက်အစီအစဉ်ရဆိုလို့ရှင်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့ဒီမှာတင်ဆက်ပေးနေရဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ရင်းနဲ့ဒီအစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရဲ့ရှင်ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင်